အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အော်တိုဘားလ9ရက်နေ့အတွက်မိုးလေဝသခံမှန်းချက်တွေနဲ့မုတ်တုံလေဆုတ်ခွာရမယ့်အခြေအနေတွေကိုတင်ဆက်ပေးသွားပါမယ်ရာသီပြောင်းချိန်အနောက်တောင်မုတ်တုံလေဆုတ်ခွာချိန်နဲ့တတိထားကြရအောင်မယ်အခါလုံးမိုးများလာပါမယ်အိန္ဒိယမိုးလေဝသဌာနရဲ့ထုတ်ပြန်ချက်အရအော်တိုဘားလ4ရက်နေ့ထိအိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်းအိန္ဒိယပါကစ္စတန်နယ်စပ်ပြည်နယ်များမှာမုတ်တုံဆုတ်ခွာလျက်ရှိပြီးအိန္ဒိယနိုင်ငံတောင်ပိုင်းပြည်နယ်များနဲ့မြန်မာနိုင်ငံမှာအော်တိုဘားလ15ရက်နေ့ကို ုံမှန်မုတ်တုံဆုတ်ခွာရက်ဖြစ်ကြိုတင်ခံမှန်းထားတာတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ကပလီပင်လယ်ပြင်တွေမှာအော်တိုဘာလ13ရက်နေ့လယ်တနာရီအထိအနောက်တောင်လေအနောက်လေစီကြောင်းဆက်လက်ရှိနေပြီးအော်တိုဘာလ14ရက်နေ့နဲ့15ရက်နေ့များမှာအရှိမျောက်လေနဲ့မျောက်လေစီကြောင်းများတောင်တရုတ်ပင်လယ်ပတ်မှာအရှိမျောက်လေစီကြောင်းများပြောင်းလဲတိုက်ခတ်လာကြောင်းတွေ့ရပြီးအော်တိုဘာလ13 14 15ရက်များမှာ ရာအပူချိန်များကြာဆင်းလာပြီးမြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာလေပြင်းအားနဲ့ရေမှုန်များဖြစ်ပေါ်လာမှုများလာသည်ကိုလည်း တင်ချပုံစံပြုမော်ဒယ်အများစုမှာခံမှန်းချက်များမှာတွေ့လာရပါတယ်။မိုးနှောင်းကာလကုန်ဆုံးပြီးမိုးလွန်ကာလတွင်ရောက်ရှိမဲ့အချိန်နီးကပ်လာချိန်အော်တိုဘာလ9ရက်နေ့မှာ နေသားချိန်များနေ့စဉ်6နာရီနဲ့6နာရီထက်နေသားမဲ့ရက်များပုံမူများလာတာကိုလည်းတွေ့ရပါတယ်။အချုပ်အားဖြင့်မိုးရာသီကုန်ဆုံးပြီးဆောင်းရာသီကူးပြောင်းနေမှာအဆုံးရောက်ကြသည့်ဥတုဖြစ်စဉ်လာနီညာဖြစ်နိုင်ခြေကဒီဇင်ဘာလဒီ80ရာခိုင်နှုန်းအထက်ရှိနေပြီးအနောက်တောင်ဘက်သို့လေးဆုတ်ခွာပြီးမှအရှေ့မြောက်ဘက်သို့လေးအားကောင်းလာနိုင်တာကြောင့် မိုးလွန်ကာလမုတ်တုံအပီးစုတ်ခွာရက်ခမ်းမန်းလအောက်တိုဘာလ15ရက်မှနိုဝင်ဘာလ30ရက်နေ့အတွင်းမိုးနှောင်းမိုးအခါလုံမိုးဖြန့်မိုးများရဲ့အန္တရာယ်ကိုသတိရှိရှိဆက်လက်စောင့်ကြည့်သွားကြရအောင်မှာဖြစ်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။ဆက်လက်ပြီးတော့အာကောင်သောအပူပိုင်းမုန်တိုင်းမတ်မိုးရဲ့အခြေအနေကိုတင်ပြပေးပါမယ်။ယနေ့မြန်မာစံတော်ချိန်15:30ချိန်တိုင်းထွာကြများရတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့အာကောင်သောအပူပိုင်းမုန်တိုင်းမတ်မိုးဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့ရှားလျက်ရှိပြီး နောက်6နာရီအတွင်းတိုင်ဖုန်းမုန်တိုင်းမတ်မို့ဖြစ်ပိုမိုအားကောင်းလာနိုင်ပါတယ်။အဲဒီကနေ့တစဉ်အနောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားနိုင်ပြီး9ရက်စေလ2025ရက်နေ့မှာတရုတ်နိုင်ငံတောင်ပိုင်းကွမ်တုံပြည်နယ်ကမ်းခြေဒေသများကိုဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။အခုဆက်လက်ပြီးမြေရည်အခြေအနေများကိုတင်ဆက်ပေးသွားပါမယ်။6နာရီခွဲချိန်တိုင်းထွာစေရမြေကြီးနားမြို့ရဲ့မြေရည်ဟာအပေါင်း3ညစင်တီမီတာအတက်ကြမရှိရပ်တန့်နေပါတယ်။မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးအပူချိန်ကတော့ 26.8ဒသမ8ဒီဂရီဆယ်စီယက်ရှိခဲ့ပြီးယနေ့အနိမ့်ဆုံးအပူချိန်ကတော့16ဒသမ9ဒီဂရီဆယ်စီယက်ဖြစ်ပါတယ်ခင်ဗျာမြေကြီးနားမြို့ရဲ့မြေဟာဆိုရင်ရေမှတ်1200စင်တီမီတာသို့ရောက်ရှိဖို့အတွက်680စင်တီမီတာ22ပေနီနီခန့်အလိုမှာရောက်ရှိနေပါတယ်မြေကြီးအတက်ကြပုံမှန်အနေထားခံမှာရှိနေပါမယ်ထူးကဲမြေကြီးကြီးနိုင်တဲ့အခြေအနေမတွေ့ရှိသေးပါဘူးခင်ဗျာအရာဝတီမြေထပ်ပိုင်းမှာမိုးအားအသင့်အင့်ရှိနေပါတယ်ရန်ဖန်ရန်ခါအရာဝတီမြေဆောင်အထပ်ပိုင်းမှာနေရောက်ကြမိုးတဲ့ထန်သွားရောက်သွင်းခြင်းများကြောင့် မြေကြီးနားမြေကြီးကြာဆင်းနေရမှာပြန်တက်လာခြင်းအကြိမ်ကြိမ်ဖြစ်ပေါ်နေပါဦးမယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန်းဒေသများနဲ့အေရီမြေအထက်ပိုင်းမေခမြေနဲ့မလိခမြေဝန်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားနှင်းငယ်ရှိနေပါတယ်။အေရီမြေရိုးတစ်လျှောက်နဲ့ချင်းတွင်းမြေရိုးတစ်လျှောက်မြေကမ်းအနီးမြေနှိမ့်ဒေသများနဲ့မြေနူကျွန်းများတွင်စိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများအေရီမြကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောင်းနေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်မှရန်အတွက်တင်ပြပေးလိုက်ပါရစေ။ ပထမဦးစွာချင်းရွှေမြစ်ရဲ့အခြေအနေများကိုတင်ပြပေးပါမယ်။၄ရက်ဆယ်လ2025ရက်နေ့6နာရီခွဲချိန်တိုင်းထွာချက်အရခန်းဒီမြို့ရဲ့မြစ်ရဲ့ဟာအနှုတ်9စင်တီမီတာ3လက်မခန့်ထက်ကြပါရယ်။မုံရမြို့ရဲ့မြစ်ရဲ့ဟာအနှုတ်9စင်တီမီတာ1လက်မခန့်ထက်ကြပါရယ်။ချင်းရွှေမြစ်ထပ်ပိုင်းမှာလက်တလောရင်မိုးအားအနည်းငယ်ရှိနေပါရယ်။ချင်းရွှေမြစ်ရဲ့အတက်ကြပုံမှန်နေထားခန့်မှာရှိနေပါမယ်။ထူးကဲမြစ်ရဲ့ကြီးနိုင်တဲ့အခြေအနေမတွေ့ရှိသေးပါဘူးခင်ဗျာ။ခန်းဒီမြို့မြစ်ရဲ့ဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ ဟောင်မလင်းမြို့မြေကြီးဖြည်းဖြည်းချင်းဆက်လက်မြင့်တက်နေပါအောင်မယ်။ဖောင်းပြင်းမြို့မြေကြီးဖြည်းဖြည်းချင်းဆက်လက်မြင့်တက်နေပါအောင်မယ်။မော်လိုက်မြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်မြင့်တက်နေပါအောင်မယ်။ကလေးဝါမြို့မှာမြေကြီးအနည်းငယ်သာထက်ကြနိုင်ပြီးယနေ့ညနေပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။မင်းကြီးမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ကဏီမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မုံရမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ဆက်လက်ပြီး AR မြေကြီးအခြေအနေများကိုတင်ပြပေးပါမယ်။ ဗမာမျိုးမှာမျက်ရည်ဖြည့်ဖြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ရွှေကူမျိုးမှာမျက်ရည်ဖြည့်ဖြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ကတာမျိုးမှာမျက်ရည်ဖြည့်ဖြည့်ချင်းဆက်တက်နေပါဦးမယ်။ယနေ့ညပိုင်းနဲ့မနက်ဖြန်နံနက်ပိုင်းမှာပြန်လည်ကြဆင်းနိုင်ပါတယ်။ထီးကြိုင်မျိုးမှာမျက်ရည်ဖြည့်ဖြည့်ချင်းဆက်တက်နေပါဦးမယ်။ယနေ့ညပိုင်းနဲ့မနက်ဖြန်နံနက်ပိုင်းမှာမြကြီးနားမျက်ရည်ရောက်ရှိလာနိုင်ပြီးမျက်ရည်တစ်ချိန်လုံးအတက်မြန်လာနိုင်ပါတယ်။တပိတ်ချင်းမျိုးမှာမျက်ရည်ဖြည့်ဖြည့်ချင်းဆက်တက်နေပါဦးမယ်။မန္တလေးမြို့မှာမျက်ရည်ဖြည့်ဖြည့်ချင်းဆက်တက်နေပါဦးမယ်။ ။စကိုင်းမြို့မှာမြေရည်ဖြည့်ပြည့်ချင်းဆက်တက်နေပါအောင်မယ်။မြင်းမှုမြို့မှာမြေရည်ဖြည့်ပြည့်ချင်းဆက်တက်နေပါအောင်မယ်။ပခုတ်ကူမြို့မှာမြေရည်ဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ယနေ့ညနေပိုင်းညပိုင်းတို့မှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။ရောင်ဦးမြို့မှာမြေရည်ဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ချောင်းမြို့မှာမြေရည်ဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။မင်းမှုမြို့မှာမြေရည်ဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။မကွေးမြို့မှာမြေကြီးဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။အောင်လံမြို့မှာမြေကြီးဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ ပြည်မြို့မှာ မြေရီဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။စိတ်သာမြို့မှာမြေရီဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ဟင်္ဒရာမြို့မှာမြေရီဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ဇလုံမြို့မှာမြေရီဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။အခုဆက်လက်ပြီးအော်တိုဘာလ9ရက်နေ့အတွက်မိုးလေဝသအခြေအနေများကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအားအနေငယ်မှအားအသင့်တင်ရှိနေပါတယ်။ ထူးခြားတဲ့အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်15နာရီ30ချိန်တိုင်းထွာကြများအရတောင်တရုတ်ပင်လယ်မြေမှာဖြစ်ပေါ်နေတဲ့အာကောင်သောအပူပိုင်းမုန်တိုင်းမတ်မိုဟာအနောက်နောက်မြောက်ဘက်သို့ရွေ့ရှားလျက်ရှိပြီးနောက်6နာရီအတွင်းတိုင်ဖုန်းမုန်တိုင်းမတ်မိုအဖြစ်ပုံမအားကောင်းလာနိုင်ပါတယ်။အရိကနေ့တစဉ်အနောက်နောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားနိုင်ပြီး9ရက်ဆယ်လ2025ရက်နေ့တွင်တရုတ်နိုင်ငံတောင်ပိုင်းကွမ်နိုပြည်နယ်ကမ်းခြေဒေသများကိုဖျက်ချော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။မနက်ဖြန်တနေ့အထိခန့်မှန်းချက်များကတော့မန္တလေးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ကြားနေပြီးတော့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကျဲကျဲပဲခူးတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံပြားမိုးထစ်ချုံရွာပြီးကချင်ပြည်နယ်မှာနေရာကွက်ကြားမိုးကြီးနိုင်ပါတယ်။ရွာရံရာနှုံးပြည့်ဖြစ်ပါတယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်။မြမပင်လဲမြမတော့လှိုင်းအသင့်တင်ရှိပါမယ်။ လိုင်းမြစ်မှာမြန်မာကန်ရုံးနဲ့တခြားနယ်ကန်လွန်ပင်လယ်ပြင်တို့မှာ6ပေမှ10ပေခန့်ရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွက်ခံမှန်းချက်ကတော့မြေဝကျုံမော်ဒေတာများမှာထစ်ချုံးမဲ့အခြေအနေများဆက်လက်ဖြစ်ပေါ်နေပါမယ်။နေပြည်တော်နဲ့ဤတဝိုက်အတွက်မနက်ဖြန်နံနက်ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရာနှုံးပြေဖြစ်ပါတယ်။ရန်ကုန်မြို့နဲ့ဤတဝိုက်အတွက်မနက်ဖြန်နံနက်ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရာနှုံးပြေဖြစ်ပါတယ်။မန္တလေးမြို့နဲ့ဤတဝိုက်အတွက်မနက်ဖြန်နံနက်ထိခံမှန်းချက်ကတော့ နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရန်ရာနှုံး80ဖြစ်ပါတယ်။အားလုံးပဲကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေခင်ဗျာ။